လုံးဒီဗီဒီယိုထဲမှာတို့ဒါ glycolic acid နဲ့ပတ်သက်ပြီးတော့ပြောပြပေးမယ် glycolic acid ကဘာလဲတဲ့မေးကြတယ်။ဘာဖြစ်လို့လဲဆိုတော့ဒါသတိထားမိတာ Laurel Paris က glycolic acid series ပေါ့နော်။အဲ့ဒါလေးထုတ်ပြီးတဲ့နောက်ပိုင်းမှာတို့သုံးလာကြတယ်။အဲ့တော့သိချင်ကြတယ်ပေါ့နော်။ glycolic acid ဆိုတာ alpha hydroxy acid တစ်မျိုးဖြစ်တယ်။သူ့ထဲမှာဆိုလို့ရှိရင် sorry သူ့ထဲမှာမဟုတ်ဘူးသူက alpha hydroxy acid ပေါ့เนาะပြီးတော့သူ့ကို sugar cane ကနေ ထုတ်တယ် sugar cane ဆိုတော့ကြံချောင်းပေါ့เนาะကြံချောင်းကနေထုတ်တယ် အဲ့တော့ထားပါတော့အဲ glycolic acid ကကြတော့သူကဘာလို့ကိုလုတ်တလဲပေါ့နော် exfoliate လုတ်တဲ့အလုပ်ကိုလုတ်ပြီးတယ် acid ဆိုတဲ့အတိုင်းပဲပေါ့နော် exfoliate လုပ်ပြီးရဆို skin renewal ပေါ့နော် skin cell ကိုအစ်စ်လဲပေးတယ်။သူက သူ့ကိုသုံးလိုက်ရင် skin တွေကိုစိတ်ဝင်သွားတယ်စိတ်ဝင်သွားပြီးရင်သူက skin cell တွေကို loosen ဖြစ်စီရဲယော့သွားစီရဲအဲ့မှာယော့သွားစီရဲဆိုတော့ဘယ်လိုပြောမလဲလဲပေးလိုက်တာပေါ့နော်အဲ့တော့ skin renew ရဲ့အစ်စ်ပြန်ဖြစ်စီရဲနောက်ပြီးတော့ collagen stimulation လာရဲ skin အစ်စ်ဖြစ်စီရောလှုပ်ဆောင်မှုအကောင်းတယ် collagen လှုပ်ဆောင်မှုအကောင်းတယ်ပေါ့နော်နောက်တစ်ခါကျတော့သူကရောင်ချယ်အမဲရောင်ချယ် color လေးတွေကိုသူကတတ်တာစီရဲအဲ့တော့သူ့ရဲ့အကျိုးအာနိသင်အနေနဲ့ကဘာရမလဲဆိုတော့ မျက်နာကဟိုအသားရည်ညီလာမယ် even skin tone ပေါ့နော်အသားရည်မညီနေတာကွက်ပြီးတော့မင်းနေတာဖြူနေရည်ဆိုလို့ရှိရင်သူကတက်တာစီမယ်အဲ့တော့အသားရည်ညီလာမယ် even skin tone ရမယ်နောက်ပြီးလို့ရှိရင် fine lines လေးတွေအရေးချောင်းခပ်ပပလေးဆိုသူကတက်တာတယ်နောက်တစ်ခုကတင်းတိတ်သမားပေါ့နော်အမဲဆက်ကာလာလေးရှိတဲ့သူဝက်ချံဖြစ်ပြီးတော့မှာမဲဆက်ကြံနေတဲ့သူ အဲ့ဒါတွေတွဲဆိုရင်လည်းသူကတုံလို့ရတယ်သူကကောင်းကျိုးပေါ့နော်နောက်ပြီးလို့ရှိရင်အဲဝက်ချန်လက်ရှိပေါက်နေတဲ့သူတွေမှာဆိုလို့ရှိရင်လည်းသူကဆဲလဲပေးတာပေးတဲ့အာနီတင်ုံပေးတဲ့အတွက် glycolic acid ကိုတုံလို့ရတယ်ပေါ့နော်ဒါတုံလို့ရတဲ့ဟာလေးတွေအဲ့တော့တုံလို့မရတဲ့နေရာပေါ့နော်သူမတရားသုံးဝင်ပါရဖြစ်မလဲဆိုတာလည်းရှိသေးတယ်။ဒါတော့ glycolic acid ကိုမတရားကြီးသုံးမိလို့ရှိရင်မျက်နာကနီရာရဲတာကြီးဖြစ်မယ် irritation ပေါ့နော် irritation တွေရလာနိုင်တယ်။ဆဲတွေအရင်လဲပြီးတော့မှအသားကြီးအယောင်မကြီးတာကြီးဖြစ်နိုင်တယ်။ ဆက်လာတာပေါ့နော်ဆက်လာတာတို့အဲ့လိုမျိုးတွေဖြစ်လာတယ်အဲ့တော့ ကိုကသုံးနေရင်သုံးနေရင်လည်းမျက်နှာဆက်လာတာရဲလာတာတွေဓာမျိုးကြီးရှိလာပြီဆိုလို့ရှိရင်တော့ glycolic acid ပါတဲ့ product တွေကိုရဲရမှာပေါ့နော်အဲ့တော့ glycolic acid ကဆိုလို့ရှိရင်ဈေးကွက်ထဲမှာလာတာတော့များသောအားဖြင့်10%အောက်30ရာခိုင်နှုန်းအောက်ပါပဲသုံးကြရဲပေါ့နော်အဲ့ရဲ့အပေါ်ထက်ကိုရောက်သွားပြီဆိုလို့ရှိရင်လည်းဆရာဝန်တွေပဲကင်တော့တယ်ပေါ့နော်ဘာဖြစ်လို့ဆိုပြင်းသွားပြီးလောင်မှာပြုတ်မှာကြောက်ရတယ်လေအဲ့လိုမျိုးပေါ့နော်အဲ့တော့ glycolic acid ကအဲပုံမှန်အားဖြင့်ဆိုရင် daily use ပေါ့နော် daily moisturizer တို့ toner တွေမှာပါတာတွေက1% 2%တလောက်ပဲပါတတ်တယ်ပေါ့နော်အဲ့တော့ဒါ glycolic ဲ့ asset နဲ့ပတ်သက်ပြီးတော့မှအကြံပြင်းပေါ့နော်အဲဒီလောက်လောက်သိထားရဆိုလို့ရှိရင်ကိုကိုကဘာကြောင့်သုံးရတယ်ကိုအတွက်ဆိုရင်အဆင်ပြေမလားမပြေဘူးလားဆိုတာကစုံဖြတ်လို့ရပြီပေါ့နော်အဲ့တော့ဒါ glycolic asset နဲ့ပတ်သက်တဲ့ဟာလေးပါ thank you ပါ